thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ကနေပြည်တော်မှာအေးတကြံကျင်းပနေစဉ်ပြင်အားလေးတသမာကိုရှိတဲ့ငလင်ထက်လုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ခြောက်လုံးတန်းရှိအဆောင်တစ်ခုပြိုကျကြောင်းဒေသခံတွေကပြောပါတယ်ဒီကနေ့မနက်2025ခုနှစ်အေပီလ14ရက်နေ့မြန်မာစံတော်ချိန်မနက်9:32မိနစ်အချိန်ခန့်မှာနေပြည်တော်ကောင်းစင်တက္ကိနတီရီမြို့နယ်နီးမြေအောင်အနက်9တသမာ6ကီလိုမီတာပဟိုပြုပင်ရစ်စတာစကေးလေးတသမာကိုအစင်းနဲ့အင်အားအထင်းထင်းရှိတဲ့မြင်ငလင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်းအဲ့လိုနှုတ်ခတ်မှုကြောင့်နေပြည်တော်အရာရှိတွေနေတဲ့ခြောက်လုံးတန်းရှိအဆောင်တစ်ခုပြိုကျသွားကြောင်းဒေသခံတွေစီကနေသိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကတော့အပြုံမပြတ်ပဲနေပြည်တော်မှာအေးတကြံလို့အမည်ပေးထားတဲ့တကြံပွဲမှာရှေ့ပတ်ခံနေပြီးတရင်မပေါက်ကြစေဖို့လုံခြုံရေးပါတင်းကျပ်နေရလို့ဒေသခံတွေကဆိုထားပါတယ်။အခုလိုငလင်ဘေးတင်ကျုံနေရတာဟာနိုင်ငံကိုမတရားလူယူထားတဲ့အကြမ်းဖက်မင်းဆိုသူယုံမာရီကြောင့်လို့ပြည်သူတွေကခံယူနေကြပြီးမပျော်ရွှင်ရတဲ့တကြံအဖြစ်နှလုံးသားကနေဆန္ဒပြုနေ ကြောင်းအမိမဖော်လို့တဲ့ပြည်သူတအုပ်ကပြောပါရယ် အခုဟာကမတရားအာဏာလုယူပြီးဖျားပေါ်တက်ပြလိုက်လုပ်နေတာကပ်ဘေးတွေကမပြီးနိုင်အောင်ဒီလူယုံမာတွေရှိနေတဲ့ပြီးတော့ဘာကပ်ဘေးတွေထတ်ကြုံရမလဲမသိတော့ဘူးလို့မင်းအောင်လိုင်းကိုဝေဖန်နေကြတာတွေ့ရပါတယ်ဆက်လက်ပြီးချင်းပြည်နယ်လူများဖို့လက်တကန်းတာလို့တော့လို့အချင်းချင်းအငင်းပွားမှုတွေမိဖက်ပฏิပခါပြင်မှတ်ယူဖြည့်ရှင်းမယ်လို့ ICNCC ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရွှေကောက်ပွဲကျင်းပရေးစစ်ကောင်စီရဲ့ဂျိုးပတ်မှုတွေပါဝင်ပံ့ပိုးခြင်းမလုပ်ဖို့တတိပေးထားပါတယ်ချင်းပြည်နယ်တခွင်လုံးစစ်အာဏာရှင်ကြာဆုံးပြီးချင်းတပြည်လုံးလူများဖို့လက်တကန်းတာလို့တော့တဲ့အချင်း ိုရောက်ရှိနေပြီဖြစ်ကြောင်းဂျားကာလာချင်းမျိုးသားတမင်ကန်ကောင်စီ ICNCC ကထုတ်ပြန်ခဲ့ပြီးတော်လိုင်းအင်အားစုများအချင်းချင်းကြားဖြစ်ပွားတဲ့မြည်တိဖြစ်ပွားမှုကိုမစိုးမိဘပฏิပက္ခတွေဖြစ်တန်ယူပြီးငြိမ်းချမ်းသောနီလန်များနဲ့တာဖြည့်ရှင်းဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။ AP 73ရက်မှာကြာရောက်တဲ့ ICNCC ဖွဲ့စည်းမှု၄နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာအထက်ပါအတိုင်းဖော်ပြထားခြင်းဖြစ်ပါတယ်။ချင်းညီနောက်ကချင်းပြည်တွင်ရှိချင်းတိုင်းဒေသတော်လိုင်းအင်အားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်စီပြန်ပြည်ထနာချုပ်ရှိနေတော်လဲချင်းမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ွက်နှစ်ဖက်အကြားဆွေးနွေးနေစေဖြစ်ပါတယ်။ ICNCC ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီမှအတင်းအဓမ္မနဲ့ကျင်းပရန်စူးစမ်းစီစဉ်နေတဲ့ရွှေကောက်ပွဲကလည်းချင်းပြည်အတွင်းလုံးဝဆောင်ရွက်ကျင်းပနိုင်မှာမဟုတ်သလိုချင်းပြည်သူတွေကိုလည်းဒီလိုစစ်ကောင်စီရဲ့စူးစမ်းမှုတွေမှာပါဝင်ခြင်းထောက်ခံပံ့ပိုးခြင်းများမလုပ်ဆောင်ကြဖို့ကြိုတင်တရိပ်ပြေကြောင်းဖော်ပြထားပါတယ်။ ICNCC ကချင်းညီနောင်နဲ့နိုင်ငံရေးစည်းရင်းနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီးချင်းညီနောင် မှာနိုင်ငံတော်ရဲ့အာဏာကိုလက်နက်အားကိုနဲ့အဓမ္မတန်ယူရောစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ရာကျင်တွင်းမတူပြီးမင်းတပ်ကံပတ်လက်ဖလန်းမျိုးများကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့အပိပေးထားပါတယ်။ ICNCC CB အနေနဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးမြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ချင်းညီနောင်စည်ရေးကောင်ဆောင်များပါဝင်တာဝန်ရှိသူများအမြဲပြောနေတာကစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့အချက်ဖြစ်ကြောင်း ICNCC တဘာပတိတအုပ်ဖြစ်သူမင်းတပ်မျိုးနဲ့ဖြီသူလူတော်ကိုစလဲဦးနေလျောင်းကဖလန်းမျိုးသိမ်းတိုက်ပွဲမှာ ညာတဲ့အခမ်းအနားမှာပြောပါရယ်ကျွန်တော်တို့ဟာတကယ်တော်လိုင်းကိုတကယ်တော်လိုင်းနဲ့တူအောင်တိုက်ပွဲရင်အောင်မြင်မှုတွေရမယ်ဆိုတာနိုင်ငံလုံးအားလုံးကသိပြီးသားပါဒါကြောင့်မလို့ဒီတော်လိုင်းမှာပါဝင်ခဲ့တဲ့အရောက်စီတိုင်းကိုလေးစားတဲ့ဂုံယူတဲ့မတန်းတဲ့တင်တဲ့ဒီလိုပဲအသက်တွေခနာကိုယ်တွေဘဝတွေပေးဆက်သွားတဲ့သူတွေကိုလည်းအမြဲတမ်းလေးစားဂုံယူမတန်းတင်နေမှာဖြစ်တယ်လို့ဦးနေလင်းအောင်ကပြောပါရယ်တတိုင်းပြည်လုံးစစ်အာဏာရှင်အောက်မှာလွတ်မြောက်ရေးကြိုးပမ်းရမှာချင်းညီနောင်ရဲ့အောင်ပွဲတွေနဲ့တူအခြားသောမြန်မာတိုင်းနိုင်ငံလုံးရှိတော်လိုင်းရဲဘော်တွေကချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့တူ ူအောင်ပွဲရကြစေဖို့အတူတူတိုက်ပွဲဝင်ကြရအောင်လို့လည်းဦးနေလင်းအောင်ကတိုက်တွန်းခဲ့ပါတယ်။ချင်းလူမျိုးတွေကလူသမိုင်းတစ်ချောင်းအတူတူရှင်တွဲနေထိုင်ခဲ့ကြသူတွေဖြစ်ရုံမကတော်လိုင်းအဆက်ဆက်လူမျိုးတစုနဲ့တစု၊ကုညီရိုင်းပင်လည်းအမျိုးသားတန်းတူရင်းနဲ့ကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးအလုံကပုံရံသူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေလည်းဖြစ်ကြောင်းဒါကြောင့်ချင်းပြည်နယ်တွင်ရှိလက်နက်ကိုင်ဖွဲ့စည်းတွေကပုံရံသူဖြစ်တဲ့စစ်အာဏာရှင်တိုက်ထုတ်ရမှာအငင်းပွားပဲတမိုင်းကြောင်းနဲ့အမုံစကားကိုရှောင်ကျဉ်ကြဖို့အထုတိုက်တွန်းကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရစေ။ ဆရာနာရှင်အဆုံးသက်ရင်းနဲ့ Federal Democracy တိဆောက်ရေးတပ်ပွဲများအတွင်းအသက်နက်ခံတာပြီးဆက်ခဲ့တဲ့သူရဲကောင်းတွေအတွက်လည်းဝမ်းနည်းကြေကွဲစာနဲ့လေးစားဥညွတ်ကြောင်းဖော်ပြခဲ့ပြီးရှာရူးအဆောင်ရောင်နဲ့ရှားပိုင်ခွင့်များကိုဆွံ့လို့ပြီးအခက်ခဲပေါင်းစုံကြမှာဒီကနေ့ချိန်ထိဆက်လက်ကြက်ကြက်ခံတော်လန်နေကြတဲ့စီဒီအမ်များဆရာနာရှင်စနစ်အမြင့်ပြုတ်ဖို့နီးလန်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တော်လန်ပြည်သူများနဲ့ထပ်ဖို့ပြည်သူများအားလုံးကိုလည်းလေးစားကွန်ပျူတာနဲ့ဖော်ပြထားပါတယ်ဆက်လက်ပြီး၆ကန့်နေတဲ့နေပြည်တော်လမ်းလျှောက်တဲ့ကြမ်းမှာလူစီကားစင်ငလင်း င်တန်းသည်နန်းစီတန်ဝင်တန်းနဲ့မိသားစုကိုတွားရောက်လည်ပတ်ဖို့ဌာနဆိုင်ရာတွေကဖိအားပေးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လည်ပတ်သူမရှိမဲ၆ကတ်နေတဲ့နေပြည်တော်လမ်းလျှောက်တကြမ်းမှာလူစီကားစေဖို့အတွက်တွားရောက်လည်ပတ်ဖို့ငလင်တန်းသည်နန်းစီတန်ဝင်တန်းနဲ့မိသားစုတွေကိုဌာနဆိုင်ရာတွေကဖိအားပေးနေကြောင်းနေပြည်တော်မှာဝင်တန်းမိသားစုတချို့ကပြောဆိုပါတယ်။ မင်းကဧပြီလ23ရက်နေ့နေ့လယ်ပိုင်းမှာနေပြည်တော်လမ်းလျှောက်တကြားကိုစတင်ဖွင့်လှစ်ခဲ့ပြီးအစံဘက်စစ်ကောင်စာမင်းရောက်လိုက်တဲ့စစ်ဗိုလ်ချုပ်တွင်လာရောက်နေပတ်ခဲ့ကြောင်းအဲ့ဒီနောက်နန်းစီတရားဝန်တန်းနေတဲ့မိသားစုဝင်တွေကိုလည်းနေပြည်တော်လမ်းလျှောက်တကြားကိုတွားရောက်လဲပတ်ဖို့ဌာနဆိုင်ရာအကြီးအကဲတွေကဖိအားပေးနေကြောင်းသိရပါတယ်။ဘယ်မှမတွားရင်နောက်နေပြည်တော်လမ်းလျှောက်တကြားကိုတွားဖို့ပြောတဲ့ကလေးတွေလူငယ်တွေရောမိသားစုလိုက်အသွားအပြန်ကားစီစဉ်ပေးမယ်။တကြံတရက်တော့တွားရမယ်လို့ပြောတယ်။ဌာနအလိုက်မိသားစုဝင်တွေအားလုံးတရက်စီတော့အလှည့်ကျပို့ပေးမယ်ပြောတယ်။ငလင်ကြောင်တင်းနေတော့နေ နေရတာကိုလမ်းလျှောက်တကြံထက်သွားခိုင်းတာကတော်တော်အဆင်မပြေပါဘူးလို့ယာယီတဲနဲ့နေထိုင်ရတဲ့နေပြည်တော်မှာနန်းစီလျံဝန်တန်းတောင်ကဆိုပါတယ်မနေ့ကတကြံအကျုံနေနဲ့ဒီဂရီတကြံကြနေမှာနေပြည်တော်လမ်းလျှောက်တကြံမှာပြင်ပမှလာရောက်သူမရှိပဲဝန်တန်းများနဲ့အတင်းအကျပ်လာရောက်ခိုင်းခံရတဲ့ဝန်တန်းမိသားစုတွေနေပြည်တော်ပတ်ဝန်းကျင်ချင်းရွာများမှာပြည်သူတချို့လာရောက်ကြကြောင်းစီကားမှုမရှိပဲ၆ကတ်နေကြောင်းသိရပါတယ်ဒါအပြင်စစ်ကောင်စီကနေပြည်တော်စေယုံနဲ့ဝန်ကြီးဌာနတွေအလိုက်ဌာနတွင်တကြံပွဲများကိုလည်းပြုလုပ်ခိုင်းနေပြီးစတုဒီတာ အဖြစ်မုံလုံးရေပေါ်ရွှေရင်အိမ်မုံလက်ဆောင်တကြံထမင်းတို့ကိုတင်ရစီလိုက်အလဲကြလာရောက်လှုပ်အားပေးချက်ပြုတ်ခိုင်းနေကြောင်းလည်းသိရပါဗျ။အရင်ဆိုရင်တော့ပြောပါတယ်ဒီနှစ်ကနေစရာလဲပြောင်းကိုမိတ်ဆွေတို့လည်းဆုံရှုံကြရတော့ဘာမှအထိတ်ပဲရှိမနေဘူးလို့ဇေယတိကြီးမျိုးနဲ့တက်မတော်ကြီးရင်လေးမိသားစုတကြံပွဲကိုအတင်းအကျပ်တက်ရဖို့ဖိအားပေးခံကြရတဲ့စစ်အင်ဂျင်နီယာတက်မအင်ဂျင်နီယာတက်ချက်ကြီးတအုပ်ကဆိုပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မင်းပြားမှာစစ်တုံပန်းနဲ့မိသားစု190ကိုတကြံအကျူနှစ်ကအေးမှပြန်လွတ်ပြီးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရခိုင်ပြည်မင်းပြားမြို့သိမ်းတိုက်ပွဲကဖမ်းဆီးရမိတဲ့စစ်တုံပန်းနဲ့မိသားစု190ကို AB 73ရဲ့တကြံအကျူနှစ်ကအရခတ်တတော်အေးမှပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။မင်းပြားမြို့နယ်မှာ ULA AA နဲ့နီးစပ်သူအမျိုးသားတအုပ်ကစစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို AA ကပြန်လွတ်ပေးပါတယ်။သူတို့ရဲ့မိသားစုတွေနဲ့တည်တည်ချာချာဆက်သွယ်ပြီးအခမ်းအနားလုံးထောက်ပံ့ခြင်းပေးပြီးပြန် လွတ်ပေးရလို့ဆိုပါတယ်။ April 13ရက်နေ့မနက်ပိုင်းကသူတို့ကိုပြန်လွတ်ပေးလိုက်တာဖြစ်ပြီးလွတ်မြောက်သွားသူအများစုမှလုံခြုံရေးစိတ်ချတဲ့နေမျိုးတွေကဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးငလင်အတွက်ပေးတဲ့အာဆီယံအကူအညီများနေပြီးတော့ကိုရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရှိငလင်ဘေးတင်ပြည်သူများအတွက်အာဆီယံဘေးအန္တရာယ်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီညှိနှိုင်းရေးဗဟိုဌာနကပေးရတဲ့အကူအညီပစ္စည်းတွေနဲ့လူသုံးခုပစ္စည်းစုစုပေါင်းတန်းချိန်2422ကီလိုဂရမ်ရောက်ရှိလာတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အာဆီ ည်းရန် AHA စင်တာမှာအထောက်ပံ့ပစ္စည်းတွေကမနီကမနက်ပိုင်းမှာဖိလစ်ပိုင်နိုင်ငံမှာ C130 လင်းရင်းနှာခေါင်းနဲ့တန်ချိန်9013ကီလိုဂရမ်4318ကီလိုဂရမ်နေ့လယ်ပိုင်းမှာမလေးရှားနိုင်ငံ MAI လေကြောင်းလိုင်းနဲ့ကုန်တန်ချိန် 14,691ကီလိုဂရမ်တို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။အဆိုပါအကူအညီပစ္စည်းတွေကနေပြည်တော်လေးစိတ်ကိုတိုင်ရရောက်ရှိလာတာဖြစ်ပြီးစစ်ကောင်စီရဲ့အမျိုးသားတဘာဝဘီယန်နေဆိုင်ရာစီမံခွန်ကမှုကော်မတီကိုစားတာဝန်ရှိသူတွေကလက်ခံရယူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ငလင်တန်တဲ့ဒေသတွေအတွက်နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများပေးရလျက်ရှိပြီးသက်ဆိုင်ရာနိုင်ငံလိုက်ကယ်ဆယ်ရေးအဖွဲ့များဆရာဝန်များနဲ့သူနာပြုဆေးအဖွဲ့များလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပစ္စည်းများဆေးဝါးများကမြန်မာနိုင်ငံကိုနေ့စဉ်ရောက်ရှိကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်